စုဦးတီထွင်မတန်ဆွမ်းစီးပွားရေးလုပ်ငန်းရှင်40ဦးကိုစီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာတင်နန်းစဉ်လက်မှတ်ချီးမြှင့်ခဲ့တယ်လို့ရွှေမင်းသားဖောင်ဒေးရှင်းကညီးရပါတယ်။ရွှေမင်းသားဖောင်ဒေးရှင်းအနေဖြင့် Embassy of Federal Republic of Germany ရန်ကုန်နဲ့အတူပူးပေါင်းပြီးစွန်ဦးတီထွင်မတန်ဆွမ်းစီးပွားရေးလုပ်ငန်းရှင်များအတွက်စီးပွားရေးစွမ်းဆောင်ရေးမြင့်တင်မှုတင်နန်းကို ပေးခဲ့တာဖြစ်ပါတယ်။ တင်းနှင်းစင်းပွဲကိုဒီနေ့အောက်တိုဘာလ31ရက်မှာ Summit Pavilion Hotel မှာကျင်းပခဲ့တာ ဖြစ်ပြီးရွှေမင်းသား Foundation ဥက္ကဋ္ဌဦးမြတ်သူဝင်းကအခုလိုပြောကြားထားပါတယ်ဒီနေ့ကကျွန်တော်တို့ရှင်ဦးစွန်ဦးတီထွန်ပေါ့နော်မတန်ဆန်းစီဝိုင်းလုံငယ်ရှင်တွေအတွက်စွန့်ရင်မြင့်တင်တဲ့တင်းတဲ့စင်ဝဲခန္ဓာဖြစ်တယ်အဲဒီအဲ့ဒီတင်းနှမ်းမှာ စီဝါရေးလုပ်ငန်းလေးတွေစလုပ်နေတာတွေရှိတယ်။အောင်မြင်ပြီးသားတွေရှိတယ်။စသဖြင့်သူတို့တွေရဲ့အရေးတွေမြင့်ပြီးတော့ကျွန်တော်တို့လူလောကကြီးမှာကုန်သိက္ခာရှိစွာเนาะလက်တွေ့ကြစွာနဲ့တည်ကြည်ခံရစွာရှင်တန်ရက်တည်နိုင်မှုအတွက်ဒါတွေပေးထားတဲ့သင်တန်းတွေဖြစ်ပါတယ်။ဟိုစိတ်တက်ကြတာမတန်ဆွမ်းနေပေါ့ဘူး။မတန်ဆွမ်းမဟုတ်သူတွေစိတ်တက်ကြတယ်အများကြီးပဲ။တခါကြတော့မကြိုက်စိတ်တက်မကြိုက်စိတ်တက်မကြိုက်နဲ့လို့ပြောကြတယ် နော်ဥမာ6လောက်ကလေးဆွေးဆွေးတော့နားတာကိုနော်ကိုယ်တိုင်ဆိုးဖို့မှသိကြတာနော်အဲ့တော့စိတ်သက်ကြတာကိုကျွန်တော်လက်ခံတယ်စိတ်သက်လူဖြစ်တာကိုကျွန်တော်ပျော်တတ်တယ်ဝမ်းနေတတ်တယ်ကြည်ကဲတတ်တယ်ကြည်နူးတတ်တယ်စိတ်သက်ကြတတ်တယ်စိတ်သက်ကြပိုင်ကိုလည်းရှိပါတယ်ဒါပေမဲ့ဗျာမပြီးလိုက်မစီးနိုင်တော့စိတ်သက်ကြမနေနဲ့နော်ကျွန်တော်တို့ကိုယ့်ဘဝကို ပြန်လည်ထူထောင်ရမယ် ကိုကလွဲလို့အားကိုးကမရှိပါဘူးနော်အဲ့တော့စိတ်တက်ကြတယ်ဆိုတော့မတန်ဆွမ်းရောမတန်ဆွမ်းမဟုတ်သူတွေရောကိုကျွန်တော်ပြောချင်တာစိတ်တက်ကြပါဒါပေမဲ့ပြီးနိုင်မရှိနိုင်တော့စိတ်တက်ကြမနေကြပါနဲ့မတန်ဆွမ်းသူကရောက်တော့ဖြင့်ပေးကန်းဆွင့်ကြရင်းဆိုင်ရာမတန်ဆွမ်းဆိုတနာမပေးရမကန့်ရမဆွင့်ကြရမဆိုတဲ့အမြင်ပဲရှိကြတာများတယ်လေအဲကျွန်တော်တို့ကိုယ်စွမ်းကိုစားရှိတော့ကိုယ့်ချက်ဘုကိုရက်နိုင်တဲ့လူတွေအများကြီးပါ နော်မရှိသေးတဲ့လူတွေရှိအောင်ပြောလောက်ရမှာပဲနော်အဲ့တော့အခုဆိုရင်ကျွန်တော်တို့ဒါလက်တွေ့ကြကြပဲမျက်မြင်ပဲအားလုံးကဒါတွေကအ ਨੇ ဆုံးစီဝိုင်းလုံးကတိတ်တိတ်လေးရစာလုပ်နေတဲ့လူတွေဖြစ်တဲ့တွေ့တော့ဘာလို့မဖြစ်ရမှာလဲနော်တကယ်ဖြစ်ချင်းတကယ်လို့ဟုတ်ဖြစ်ရမျိုးလို့ပြောကြတာပဲနော်အဲ့တော့ကျွန်တော်တို့ဒါကတကယ်ကိုလက်တွေ့ကြကြနဲ့ကျွန်တော်တို့ဆွမ်းကုန်စူးစမ်းမယ်ဆိုရင်မတန်ဆွမ်းရောမတန်ဆွမ်းမဟုတ်သူတွေရောအတွက်အဲကျွန်တော်တို့လှပတဲ့အနာကက်ကတကယ်ကမှရှိပါတယ် ဟိုမကြားရင်လည်းဆိုတာလေဗျာကျွန်တော်လည်းမတန်ဆွမ်းနေတောက်လျှောက်တွေ့နေရတာပေါ့နော်ဟိုနေတီတီပြည်နေတီတီမှာကျွန်တော်တွေ့ကြဆုံရတဲ့ခါမှာအခက်ခဲမျိုးစုံကြုံတွေ့နေရပါတယ်ဟိုအချင်းနေရပေါ့လက်ရှိကျွန်တော်တို့ရဲ့မြန်မာနိုင်ငံရဲ့ဖြစ်တည်မှုရကျွန်တော်ရင်ဆိုင်ရခက်ခဲရှိတယ်တာဒီခက်ခဲတွေဟာဖြစ်ရှင်းလို့မရတဲ့ပြဿနာတွေမဟုတ်ပါဘူးကျွန်တော်ဖြစ်ရှင်းကြော်လာလို့ရတဲ့ပုံစံတွေပါဒါကြောင့်ဒီခက်ခဲတွေကိုကျွန်တော်တို့ကအဖြေရှာကြပါမယ် နော်အဖြေရှိကြပါတယ်အဲ့တော့ဒီကျွန်တော်ရဲ့ညီကိုမောင်နှမမတန်ဆန်းညီကိုမောင်နှမတွေကိုကျွန်တော်နေပြောချင်တာကစိတ်တိုင်းမကြကြပါနဲ့နော်စိတ်တကြရင်လည်းအမြန်ဆုံးမြင့်တင်ကြပါဒီလိုခိုင်မာတဲ့ဖွဲ့စည်းတွေနဲ့ကိုယ့်အတွက်ဟိုအမြော်နှင်းချက်တွေနဲ့ကျွန်တော်တို့ခွန်လန်းတွေရှာလက်တကမ်းမှာရှိပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်။ထောင်လက်မှတ်ရရှိတဲ့တင်နန်းနာတအုပ်ကလည်းအခုလိုပဲပြောကြားထားပါဗျာ။ မင်္ဂလာပါခင်ဗျာဟုတ်ကဲ့ကျွန်တော်နာမည်အောင်အောင်ကောင်းမြတ်ပါခင်ဗျာအာကျွန်တော်ဒီကျွန်တော်စီပွားရေးလောက်တာတို့ကြပြီအာဒဗလမယူအောင်ဆိုညဆိုလေအိမ်မပြောသုံးလာလောက်နိုးတယ်တနားရင်နိုးလိုက်နှစ်နားရင်နိုးလိုက်သုံးနားရင်နိုးလိုက်ဟိုရင်ခုန်တယ်တခါမှဆိုမယူပါဟိုရမ်းရင်ခုန်အာစုကိုတိုက်ယူလဲယူလဲယူလာတော့ဟာကိုလုံးဝ ရန်ဝန်တာပြည်ကြည့်ပြနောက်ပြောကိုတငယ်ကိုကဆင်းပြီနောက်ကိုတငယ်ချင်းပြန်တက်တဲ့ချိန်ကိုတငယ်ချင်းကိုကြည့်ရပြည်ကြည့်ရဘာနဲ့မှမလင်းနိုင်ကိုတငယ်ချင်းဒီလိုဝတ်ဆောင်နေမြင်ရတော့ဘာနဲ့မှမလင်းနိုင်အကြောင်းဆေးရတယ်ကျေးဇူးတင်ပါတယ်လို့ဟုတ်ကဲ့